မင်္ဂလာပါကလေးတို့ရေဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံရဲ့အထင်ကရမြို့ကြီးများထဲမှာဆက်လင်းမြို့အကြောင်းကိုပြောပြပေးမယ်နော်ဆက်လင်းမြို့ဟာမြန်မာနိုင်ငံအလဲပိုင်းရှိ မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်မြောက်ပိုင်းမှာတည်ရှိပြီးမြို့နယ်ရုံးဆိုင်ရာမြို့ဖြစ်ပါတယ်ဆက်လင်းမြို့ဟာအင်အာဝတီမြစ်နယ်၆မိုင်ခန့်ကွာဝေးကဆက်လင်းကျောက်တစ်ဖက်ကမ်းရှိညီညာပြန်ပြူးတဲ့မြေပြင်ပေါ်မှာတည်ရှိတာဖြစ်ပါတယ် ခရိုင်ရုံဆိုင်ရာမင်းဘူးမျိုးနဲ့39မိုင်ကွာဝေးပြီးစင်ဖြူကျွန်းမျိုးနဲ့လည်း9မိုင်ကွာဝေးပါတယ်။ရခိုင်ပြည်နယ်အန်းတောင်ကြားရှိလမ်းမကြီးကနေလည်းဆလင်းမျိုးကိုတွားရောက်နိုင်ပါတယ်။ဆလင်းမျိုးဟာပင်လယ်ရေမြစ်နယ်ပြင်အထက်216ပြည်မှာတည်ရှိပါတယ်။ဆလင်းမျိုးအရှိတ်မှာအင်အားဝတီမြင့်မြောက်ဘက်မှာစောမျိုးနဲ့အနောက်ဘက်မှာစေတုတ်တေရာမျိုးနဲ့တောင်ဘက်မှာတော့ပွင့်ဖြူမျိုးနဲ့တို့ရှိကြပါတယ်။ ဇလင်းမျိုးဟာစားလင်းရွာကဆန်းသက်လာတာမဟုတ်ပဲဗုဒ္ဓပွင့်တော်မမူမီ ရှေးပဝေသနီကာလကရှိခဲ့တဲ့ပြိုကင်း၆ခရိုင်ပါစလာမဆလင်းသေးသားဖြစ်လာကပကံနယပတိစီသူမင်းကြီးလက်ထက်တော်အခါမှာဆလင်းမျိုးဆိုပြီးဖြစ်တည်လာကြောင်းသိရပါတယ်ဆလင်းမျိုးကိုမြမတက္ကရိ656ခုနှစ်မှာနယပတိစီသူမင်းကြီးကတည်ထောင်ခဲ့တယ်လို့လည်းအဆိုရှိခဲ့ပါတယ် နိုင်ငံတော်အတွက်အရေးပါတဲ့ဇလင်းတွေကိုဘရင်က အလေးထားအကူရတဲ့ပုံကူများကိုသာခန့်အပ်လေးရှိတယ်လို့လည်းသိရပါတယ်။ရှေးမြန်မာမင်းတို့လက်ထက်မှာသူနာဗရန်တာဆန္နာလင်္ကာယမျိုးလိုအမြင်ရတဲ့ဘွဲ့အမြင်နဲ့ထင်ရှားခဲ့ပါတယ်။ဇလင်းမျိုးနယ်မှာစေရီတောက်လက်မြေအေက2000ကျော်ရှိပါတယ်။ဇန်စပါကို ရှေးမြန်မာမင်းတို့လက်ထက်ကတည်းကဇန်မြောင်းတွေနဲ့ရေသွင်းစိုက်ပျိုးကြပါတယ်။ နေရပတိစီတူမင်းကြီးဟာတက္ကရ942ခုအတွင်းဇလင်းဒေတာကိုရောက်ရှိခဲ့ပြီးလေယာကန်ဆောင်နှင့်ဆံမြောင်းတွင်ဖောက်လုခဲ့တဲ့အပြင်ဆံမြောင်းတွင်ရေရှည်တည်တံ့ကောင်းမွန်ဖို့နှင့်ရေလုံလောက်စွာသုံးစွမ်းနိုင်ဖို့အတွက်ဆံမြောင်းထင်းသေးရေစောက်ရှောက်ရေးဝန်တန်းတွေခန့်အပ်ထားပေးပါတယ်။ဇလင်းမျိုးအတွင်းမှာရှိတဲ့ဝတ်သက်ကန်ငှက်ဘေးမဲ့တော်ဟာရွက်ကြွေသော၆တွေ့သော အမျိုးအစားဖြစ်ပြီးရေပြောငှက်မျိုးစိတ်တို့ချက်စားနေထိုင်ရာဒေသလည်းဖြစ်ပါတယ်။ ီကံကြီးဟာရေပြောင်ငှက်တွေနဲ့ဆောင်းကုန်ငှက်တွေကျဆားနေထိုင်ခြင်းကိုလေ့လာနိုင်တယ်လို့ရေအသိအနက်ဒေတာကေဟာစနစ်ကိုလည်းလေ့လာနိုင်ပါတယ်။နှစ်စနစ်တိုင်းသတင်းချုပ်လာအတွင်းဝတ်သက်ကန်အတွင်းရှိရွှေပင်ရွှေမုတ်တော်ဖရားကိုအနေနဲ့အရရမဖရားဘုရားစီကားတိုက်မြတ်စွာလာရောက်ဖူးမြို့လေးရှိကြပါတယ်။ ဝတ်တန်းကန်ကနဲ့စင်ဖြူကျွန်းစေတုတ်တရာကားလန်အတိုင်းတဖာလုံခက်ဆက်သွားပါက ရှမ်းဟာကုန်းရဲ့အရှိတ်ရှိမြောင်လေးစင်ရုပ်ဆောင်ချောင်းကဆက်လင်းရုပ်ဆောင်ချောင်းတော်ကိုရောက်ရှိမှာဖြစ်ပါတယ်ရုပ်ဆောင်ချောင်းမှာတရက်ကင်းလေက6ဆင်းရှိပြီးပြာသက်ဆောင်စနုဆောင်နဲ့ဇေတဝန်ဆောင်တို့ပအဝင်ဖွဲ့စည်းတိစောက်ထားကရတနာဘုံခေပြိတုကလည်းရာနဲ့ရှင်ရအောင်မွေးနဲ့ပစ္စည်းတွေကိုဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်ဇလင်းမျိုးဟာဇေဒီပထိုးတွေနဲ့ ရုပ်ဆောင်ကြောင်းရှိတဲ့မျိုးဖះပထိုးမြေကြီးကျိုးများစာချိုးယူလို့ရအောင်ဈေးဒီပထိုးပေါ်တဲ့မျိုးရှေးဟောင်းခန္တာကြီးတစ်ခုနဲ့ခံ냐တဲ့အုံမျိုးရိုးရှိပြီးထင်ရှားကြောက်ကြလာတဲ့ထေရဝါဒဗုဒ္ဓဝါဒကုံဆောင်ဆရာတော်ကြီးတွေချက်မြုပ်ရတည်င်းသောတော်မူခဲ့ရမျိုးဖြစ်ကြောင်းပြောပြလိုက်ပါတယ်နော်